မင်္ဂလာနေ့လေခင်လေးပါเนาะဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့မိတ်ဆွေအပေါင်းအားလုံးဘေးပြာဝေးကွာပြီးကျန်းမာချမ်းသာလို့စီပွားဥစ္စာများတိုးတက်တော့မိသားစုများဖြစ်ကြပါစေလို့ဥစွာပထမဆုမွန်ချွေအပ်ပါတယ်เนาะဆရာမကဒီနေ့ပြောမယ့်အကြောင်းအရာကပါလဲဆိုတော့ စွတောင်းပြေဖို့ဓာရီလူအပ်တယ်လေဆိုတာလေးကိုဆရာမပြောပြမှာဖြစ်ပါတယ်။နော်လူတွေကစွတောင်းကြရတယ်။စွတောင်းကြရတဲ့မျိုးမျိုးပေါ့နော်စွတောင်းတယ်ဆိုကြတဲ့ကတော့လူတွေကလူချင်းစိတ်နဲ့စွတောင်းကြတာ။အချို့ကပြည့်စုံနေပြီမဲ့အခြားသောလူအပ်ချက်ပေါ်လာလို့စွတောင်းတာရှိတယ်။အချို့ကပြည့်စုံမှုမရှိလို့မိမိရဲ့ကွက်လက်တွေကိုဖြည့်ဖို့စွတောင်းတာရှိတယ်။စွတောင်းမှုအမျိုးမျိုးပါပဲ။နော်ဒါပေမဲ့စွတောင်းတဲ့နေရာမှာနော် ဒါဆူတောင်းပုံဆူတောင်းနေကအမျိုးမျိုးရှိတယ်ပေါ့အချို့ကအခုလက်ရှိ အချိန်ကာလရဲ့လိုအပ်ချက်တွေကိုဖြည့်ရှင်းဖို့ဆူတောင်းတာရှိတယ်အချို့တွေကကြတော့တန်တရာနဲ့ချီပြီးတော့နော်ဘဝမှာဘာတွေဖြစ်ပါစေဆိုပြီးဆူတောင်းတာရှိအဲ့တော့ဆူတောင်းတဲ့နေရာမှာဘလို့ပုံစံနဲ့ပဲဆူတောင်းဆူတောင်းဒရိထားဖို့လိုတာကဆူတောင်းမမှားဖို့အလွန်အရေးကြီးတယ်နော် အဲ့တော့ဖျားရှင်လက်ထက်မှာတော့ဆူတောင်းမှားခဲ့တဲ့ပုံကိုရှိတယ်နော်တာရကတွေပြပြီးပြောရမယ်ဆိုရင်အုံမာဒါနီမင်းကလေးမျိုးတွေနော်နောက်တစ်ခါအဲတထေးလေးခေမကလူမျိုးတွေဒါတွေကဆူတောင်းမှားခဲ့တာအုံမာဒါနီဆိုရင်ဘာတွေဟောဘဝအစဉ်ဆက်ကဘာတွေဆူတောင်းခဲ့လဲဆိုတော့အဲ့ဒါအကျွန်ုပ်ဟာအလွန်ချောမောလှပတဲ့သူဖြစ်ပြီးတော့နော်အကျွန်ုပ်ကိုတွေ့မြင်တဲ့မျိုးသားတိုင်းဟာတခါတည်းကိုအယိုးအမုန်း ချစ်ခင်ဆွဲလန်းရတော့ကျွန်ုပ်ရဲ့ရုပ်ရည်ဟာလှပရပါစေဆိုဆိုတောင်းခဲ့အဲ့တော့သူဒီလှပရပါစေဆိုတဲ့အခြေအနေအထိဆူတောင်းတာကမှန်သေးတယ်ဒါပေမဲ့သူ့ရဲ့အလှမှာမြင်တဲ့ယောက်ျားတိုင်းကရင့်မူပြီးတော့နော်အဲ့လိုမျိုးဖြစ်ပါစေလို့ဆူတောင်းတာကတော့ဘာဖြစ်သွားလဲဆိုတော့အဲကိုယ့်ရဲ့ဆူတောင်းမှာကိုယ့်ကောင်းချိုးရဲ့နောက်မှာသူတစ်ပါးရဲ့ဆိုးချိုးပါပါလာတယ်လေနော်အဲ့ဒီဆူတောင်းဟောနောက်တစ်ခါ အနာသမိန်တထေးရဲ့တူတော်တယ်သူကဘာလုပ်လဲဆိုတော့ခေမကတထေးသူကလည်းမြတ်စွာဘုရားရှင်လက်ထက်မှာတထေးလာဖြစ်တယ်ဒါပေမဲ့သူကလည်းဟိုးလွန်ခဲ့သောဘဝဘဝတွေကဆူတောင်းခဲ့ပူတာရှိတယ်အဲ့ဒါဘာဆူတောင်းလဲဆိုတော့သူကအဲအရန်သူသူ့ရဲ့ရုပ်ရည်အစင်းတရံတိတင့်တယ်ပြီးတော့ဘလုံးမင်းကလေးကပဲသူ့ကိုမြင်းမြင်းနှစ်သက်ဆွဲလမ်းပါစေဆိုပြီးတော့သူဆူတောင်းတာဆရာမကတော့တွေးတာပေါ့နော်အဲ့ဒီဆူတောင်းတဲ့အချိန်မှာ သူလည်းဘလို့မခံစားနိုင်တဲ့အဲသူ feeling တွေဖြစ်ခဲ့လဲမှမသိပဲအဲ့တော့သူအဲ့ဒီအဲ့သူဖြစ်ခဲ့တဲ့အဲစိတ်ခံစားချက်ကိုအရင်ခံပြီးတော့သူစုပေါင်းခဲ့တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဘာစုပေါင်းခဲ့လဲအမျိုးသမီးမှန်သမျှသည်မိမိကိုမြင်တွေ့ရင်တခါတည်းကိုအယုံမှုဖြစ်ပြီးတော့တန်တန်ဆွဲဖြစ်ပါစေအဲ့ဒီလိုကိုစုပေါင်းခဲ့တာအဲ့လိုစုပေါင်းခဲ့တဲ့အတွက်သူကတော့ အများရဲ့ဗာပြိုရင်းကြိုက်တဲ့နှင်းစီခိုင်လေးတော့ဖြစ်သွားတာပေါ့နော်ဒါသူ့အတွက်ကတော့ကောင်းတယ်လို့အဲ့လိုတွေးလို့ရတာပေါ့ဒါပေမဲ့သူ့ကိုတွေးတဲ့ပျို့ပျို့အိုအိုအမျိုးသမီးတွေအားလုံးဟာဗာဖြစ်လဲဆိုတော့သူ့ကိုဆွဲလန်းကုန်ကြတယ်နော်သူ့ရှိကိုလိုက်ကြတယ်အဲ့တော့ဗာဖြစ်လဲဆိုတော့အဲ့ဒီမြို့မှာပြဿနာတွေအမျိုးမျိုးဖြစ်ကြတယ်နော်အပြိုလဲအပြိုလျောက်ပြဿနာတွေအိုအိုလဲအိုလျောက်ပြဿနာတွေအိမ်အောင်တယ်လဲအိမ်အောင်တယ်လျောက်ပြဿနာတွေဖြစ်ကြတယ်ဒါဒီဘာဖြစ်လဲဆိုတော့သူ့ဆူတောင်းခဲ့တာဒီ အဲမိမိကောင်းကျိုးကိုဥတည်ပြီးတော့သူတစ်ပါးထိခိုက်မှာကိုထဲ့မစင်းစားပဲဆူတောင်းခဲ့အဲ့တော့ပြောချင်တာကဆူတောင်းတိုင်းဆူတောင်းတိုင်းမှာတရိထားရမှာမိမိဆူတောင်းဟာမိမိကောင်းကျိုးတော့မှန်ပြီဒါပေမဲ့မိမိကောင်းကျိုးဖြစ်ပြီးတဲ့နောက်အဲ့ဒီကောင်းကျိုးမှာသူတစ်ပါးရဲ့ထိခိုက်မှုဆိုချိုပါမလားစဉ်းစားရမယ်နော်အဲ့ဒါမပါဖို့အရေးကြီးတယ်အဲအဲ့ဒီလိုပဲမြတ်စွာဘုရားရှင်ရဲ့လက်ထက်မှာဟိုးကိုဆက်တကပါကလေးကဆူတောင်းခဲ့တယ် ကောင်းသောဆုတောင်းကိုဆုတောင်းလာတဲ့ပုဂ္ဂိုလ်တယောက်လဲဒါတာရကပြเสียရရှိတယ်။အဲ့ဒါကဘယ်သူလဲဆိုတော့ဇောတိကတထေးကြီး။ဇောတိကတထေးကြီးကလေဟိုလွန်ခဲ့သော60တက္ကပါကဘုရားရှင်မပွင့်ရင်ဟို60တက္ကပါကနော်ဆုတောင်းခဲ့တာ။သူကဘာဆုတောင်းခဲ့လဲဆိုတော့တန်တရာမှာနော်တန်တရာမှာဘဝကျင်လည်တဲ့အချိန်မှာတဲ့ဘဝတစ်ခုမှာသူသည်ချမ်းသာသူလဲဖြစ်ရပါစေ။သူ့ရဲ့ဥစ္စာစီးပွားတဲ့ကောမိမိကမပေးပဲ သူတစ်ပါးကယူငယ်နိုင်ခြင်းမရှိရပါစေနဲ့မိမိစန္ဒမပါပဲမိမိပစ္စည်းကိုစီတစက်နှမ်းတစိစန့်ချီတမြင်မြောက်ကိုယူနိုင်ခြင်းမရှိရပါစေနဲ့လို့အဲ့ဒီလိုသူကဆုတောင်းခဲ့တာတဲ့အဲ့တော့အဲ့လိုဆုတောင်းခဲ့တဲ့အတွက်သူသည်မြတ်စွာဘုရားရှင်လက်ထက်မှာဇောတိကတထေးဆိုပြီးတော့တထေးကြီးဖြစ်လာတယ်လေအဲ့တော့အဲ့ဒီတထေးကြီးဖြစ်လာတဲ့အချိန်မှာသူသည်စေဘဥစ္စာတွေရှာတယ်ရှာလို့ရတဲ့စေဘဥစ္စာတွေကိုသူဆုဆောင်တယ် ဒါပေမဲ့သူစုဆောင်တဲ့စီပွားဥစ္စာတွေအရရန်သူမျိုး၅ပါးပဲကလွတ်ကင်းတယ်နော်သူ့ကိုတခိုးထမြတွေလည်းသူ့ရဲ့ဥစ္စာပစ္စည်းတွေကိုထိခိုက်ခြင်းမရှိဘူးသူမပေးဘဲနဲ့လည်းဘယ်သူမှယုံငင်းခြင်းမရှိတဲ့အတွက်ကြောင့်သူ့ရဲ့စီပွားဥစ္စာတွေကပိုရိပ်ပိုရိပ်တိုးတက်လာတယ်အဲ့တော့သူဒီရှင်မင်းကတော့မှနော်သူ့ကိုဘွဲ့ပေးရတယ်တထေးကြီးဖြစ်သွားတယ်ဇောတိကတထေးဆိုတဲ့အခြေအနေကိုရောက်သွားတယ်ဒါကဘာဖြစ်တာလဲသူဆူတောင်းကောင်းခဲ့လို့เนาะသူဒီဆူတောင်းကောင်းခဲ့လို့ဖြစ်တယ် အဲ့တော့ဘလို့ပဲဆုတောင်းဆုတောင်းเนาะဆုတောင်းတဲ့နေရာမှာမြတ်စွာဘုရားရှင်ကဗာမိတ်ဆိုလဲဆိုတော့ကောင်းသောဆုကိုတောင်းဖို့အရေးကြီးတယ်တဲ့ဆုတောင်းမမှားဖို့လိုတယ်ကောင်းသောဆုကိုတောင်းခဲ့ရင်လည်းပဲဆုတောင်းတဲ့သူမှာနော်ဆုတောင်းတဲ့သူမှာတောင်းဆုတွေပြည့်ဖို့အချက်၅ချက်လိုပါတယ်တဲ့ဟောအဲ့ဒါအဓိကအရေးကြီးလာပြီနော်အချက်၅ချက်လိုပါတယ်တဲ့အဲ့ဒီအချက်၅ချက်ပြည့်စုံနေတဲ့သူဟာ ဆူတောင်းရင်ပြည့်ပါလေတဲ့အဲ့တော့အဲ့ဒီအချက်၅ချက်ဟာဘာလဲဆိုတော့ဖုရားရှင်ကဟောခဲ့တာပါတတ္တာသီလသုတာစာကပညာဒါကမိတ်ဆွေတို့လည်းဒီသကလုံးဟာကျမတို့မိတ်ဆွေတို့ဗုဒ္ဓဘာသာတွေအတွက်နားယင်ပြီးသားသကလုံးနေပါနော်အဲ့တော့တရာသီလသုတာစာကပညာဟိရိဩဒပသူတော်သူတော်ကောင်းတရားခုနှစ်ပါးဆိုတာလူတိုင်းသိပြီးသားနော်တို့တော့ဖုရားရှင်ကဘာပြောလဲဆိုတော့ ကောင်းမွန်ဖို့သူပြုတ်ပြီးတိုင်းဆူတောင်းကြတဲ့နေရာမှာဆူတောင်းပြေဖို့အတွက်အဲ့ဒီဆူတောင်းနေသူဒီတဲ့နော်တတ်တာသီလာသုတာစာကပညာဆိုတဲ့အချက်၅ချက်သိထားတဲ့သူဖြစ်ရမယ်တဲ့ဟောဒီတိုင်းကြည့်ရင်တော့အိုးငါလူငယ်နေ့မှာငါဘာသီလာခံတာပဲဒါသီလာကစင်ကြဲပြီးသားဩနော်အဲ့ဒီလိုလေးပေါ့အပေါ်ယံလေးနားလေဒါမျိုးတော့လူတိုင်းမှာရှိနိုင်တယ်ဒါပေမဲ့ ဲ့ဒီဘုရားရှင်ဟောတဲ့တတ္တာသီလသုတ္တစာကပညာဆိုတာအလွန်နဲ့ဆိုင်နေတတ္တာတတ္တာဆိုတာယုံကြည်ခြင်းယုံကြည်တဲ့အတွက်ကြည်ညိုခြင်းကြည်ညိုတဲ့အတွက်ထက်တန်ခြင်းဆိုတာဖြစ်တယ်ဥပမာဆိုကြပါစို့မိမိကမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့နှုတ်ထွက်တော်ဂါထာတော်ပဋ္ဌာန်းတော်ပြိဋ္ဌော်တွေကိုပူဇော်ပြီးကုသိုလ်ပြုပေးပဲထားနော်မိမိကတအုပ်တယောက်ကိုစွန့်ကြဲလှူဒန်းနေပဲထားမိမိက 伢说偏些，啊，面上一面就撇着，你将这样撇到尾巴的那这样一个真正不难，阿土特别差，明明标在骨头，上月木嘛。一么真我雄机特文拍着，只有得他生呢，喏，一么真突然到生他拍着，上学这都这样没哦，得咋，喏，哎得咋咋，哎里路边上人家忙嘞，啊，我看到。 ဟောမဟာဝိတ္တပဂါထာတော်ကြီးကိုတနေ့ကိုငါငါးချိန်ပူဇော်မယ်ငါ၁၈ရက်အဋ္ဌံနာရီဆိုပြီးတော့အဋ္ဌံပြည့်ယုံကညเนาะပူဇော်ပြီး၁၈ရက်ပြည့်သွားတာမျိုးမဟုတ်ဘူးဆရာမပြောချင်တာเนาะအဲ့ဒါလေးကိုနားလဲပေးပါအဲ့တော့ကိုပူဇော်တဲ့အရာမှာယုံကြည်ခြင်းကြည်ညိုခြင်းစိတ်တက်เนาะခါရဲထက်တန်ခြင်းဆိုရဲအရာတွေပြည့်စုံစွာနဲ့ဆောင်ရွက်ရမှာဖြစ်တယ်เนาะအဲ့ဒါတတ်တာတိလား ိလားလို့ပြောလိုက်တော့ကျမတို့မိတ်ဆွေတို့ဘာကောင်းမှုပဲပြုပြုကောင်းမှုတစ်ခုခုပြုတော့မယ်ဆိုရင်သီလစောင့်တည်ကြတယ်ဆ iam မကိုယ်တိုင်ကလည်းတစ်ခုခုကောင်းမှုပြုကန်နေရင်သီလစောင့်တည်ခိုင်းတယ်အဲ့ဒါကဘာလဲဆိုတော့လူတွေကရေချိုးရင်ကြီးညော်စင်တယ်လို့ပဲနော်လူတွေမှာပြက်ခဲ့တဲ့သီလတွေအားလုံးကိုခဏဘေးဖယ်ပြီးတော့ဘုရားကြောင်းတော်ရှေ့မှာမိမိကောင်းမှုပြုတော့မှာဖြစ်တဲ့အတွက်ကြောင့်မိမိမှာကိလေသာအငြင်းအကျေးတွေနဲ့ရှိခဲ့တဲ့သီလပြက်ခဲ့တဲ့အကြောင်းအရာတွေကိုခဏဖယ်ပြီးအခုချိန်ကစရိတ် ိလစင်ကြယ်သောကိလေသာအညင့်ကြေကင်းစင်သောဆိုတဲ့အချိန်တစ်ခုဖြစ်အောင်ဆရာမတို့မိတ်ဆွေတို့ကတိလစောက်တည်ပြီးတော့မှကောင်းမှုကုသိုလ်ပြုကြရတယ်လေဟုတ်ဒါပေမဲ့အဲ့ဒီတိလတစ်ခုတည်းကိုပြောတာမဟုတ်ဘူးအများအပြားတိလလို့ပြောလိုက်တော့တော်တော်များများက၅ပါးတိလ၈ပါးတိလ၉ပါးတိလဒါတွေကိုပဲမှတ်ယူကြတယ်တကယ်တော့အဲ့ဒါတွေလည်းတိလဖြစ်တယ်လို့နောက်တိလဆိုတာနှမျိုးရှိတိလမှာ ။ဆောင်ရံသီလနဲ့ရှောင်ရံသီလဖြစ်တယ်။ဆရာမတို့အခု၅ပါးသီလဆိုတာရှောင်ရံသီလနော်။သူတို့ပါတဲ့ကုံတတ်ပါဘူး၊သူများပြည့်စုံမခိုးပါဘူး၊သူများသားမယားကိုမပြစ်မှားပါဘူး။လိမ်မပြောပါဘူးနော်။နောက်တစ်ခါအယက်သေးစားမတော့ပါဘူးဆိုတာမလုပ်ပါဘူး၊ရှောင်ဖမယ်လို့ပြောတာအဲ့ဒါရှောင်ရံသီလ။ဆောင်ရံသီလဆောင်ရံသီလဆိုတာလည်းရှိတယ်လေ။ဆောင်ရံသီလဆိုတာလူကျင့်ဝတ်တွေကို လူကျင့်ဝတ်အတိုင်းနေထိုင်သွားခြင်းကိုဆိုလိုတာဖြစ်တယ်။နော်ငယ်သူကိုတနာကြီးသူကိုယိုသေးရွယ်သူကိုလေးစားဒါမျိုးတွေကအစမိမိပတ်ဝန်းကျင်မှာရှိတဲ့လူတွေနော်ညှိုးငယ်နေတဲ့သူတွေကိုမိမိကအားပေးရမယ်လူအပ်ချက်ရှိနေတဲ့သူတွေကိုကိုတတ်နိုင်သည်ဖြစ်ဆွမ်းပေးမယ်ဒါတွေဟာလူကျင့်ဝတ်တွေဖြစ်တယ်အဲ့ဒါတွေကစောင်ယံသီလအများကြီးပဲစောင်ယံသီလကလူကျင့်ဝတ်မှာနော်အဲ့ဒီတော့အဲ့ဒီသီလတွေကိုလည်းပဲတရာပြီးပြီသီလနော် ဲ့တော့အဲ့ဒီသီလတွေကိုလည်းပဲစောင့်ကြရရှိတာစောင့်ရှောင်ကြရရှိတာရှောင်ထားတဲ့သူဖြစ်ရမယ်ဟောသီလနော်သုတ္တသုတ္တဆိုတာလေလာပွားများထားရမယ်ဘုသုတ္တတွေပေါ့အဲ့ဒီသုတ္တဟာဘာလို့အရေးကြီးတာလဲဆိုတော့အဲ့ဒီသုတ္တမရှိရင်သူတမားကလာပြောမယ်ဟေးမင်းမင်းသားလေးယောဂဖြစ်နေတယ်အေးအဲ့ဒါသူနာမကောင်းတာနဲ့အဲစိတ်ပညာတွေနဲ့လုတ်ထားတာ ဒါဆိုရင်မင်းကြက်အရှင်ကောင်သွားယူလာခဲ့အဲ့ဒီကြက်အရှင်ကိုလယ်လီးပြီးတော့သွေးကိုယူဘယ်တော့ဘယ်ချမ်းသာစသက်ဖြစ်မှာနော်အဲ့ဒီလိုပြောတယ်ပြောတော့ဘာဖြစ်လဲဘဟုတုတမရှိတဲ့အတွက်ကြောင့်သူတော်ဘာအသက်ကိုတတ်ပြီးမိမိရဲ့ကျမ်းမာရေးမိမိရဲ့အသက်ကိုကယ်တဲ့အလုပ်ကိုသူလုပ်လိုက်တကယ်တော့အဲ့ဒါဘာဖြစ်တာလဲဘဟုတုတမရှိလို့အဲ့တော့ဒါတွေမကဘူး နော်ဘ ഹു တုတ္တမရှိရင်အမမမပိုင်းခြားနိုင်ဘူးဒါကြောင့်ဘ ഹു တုတ္တရှိနေရနော်အမေမိကိုမြတ်စွာဘုရားရှင်နဲ့ပတ်သက်တဲ့ဘ ഹു တုတ္တတွေကိုအများကြီးလေ့လာလာရင်မဖြစ်လာလေအဲ့ဒီတုတ္တကြောင့်ဘုရားရှင်ရဲ့ကျေးဇူးတော်ဘုရားရှင်ရဲ့မြတ်တော်တော်နားလည်လာပြီးတော့ဘုရားရှင်ပေါ်မှာကြည်ညိုတဲ့စိတ်ကနော် twin two ထားတဲ့ရုပ်ထုကြီးလှနေလို့ကြည်ညိုတာမဟုတ်ဘူးနော် ဖះရှင်ရဲ့ဂုံတော်မြတ်တာတော့ကျေးဇူးတော်ကိုသိပြီးတော့ကြည်ညိုတဲ့စိတ်တွေဝင်လာတယ်အဲ့ဒါလင့်လာထားလို့သုတ္တဟုတ်ပြီနော်တရာသီလသုတ္တစာကစာကတိကိုတိုင်ဆောင်ရွက်တာကိုသိထားတဲ့ဆောင်ရန်ရှောင်းရန်နေနော်ဆောင်ရန်ရှောင်းရန်နေကိုလေ့လာထားတဲ့တောင်းမှုတွေကိုကိုတိုင်ကြည်ညံပွားများအားထုတ်တာ ကိုတိုင်ပေးကမ်းလှူဒန်းတာအဲ့ဒါစာကအဲ့ဒီစာကကလည်းအလွန်ရေးကြည့်တယ်လူတွေကတရားတွေနားတယ်စာတွေဖတ်တယ်ဒါပေမဲ့တရားနာလို့မသိဘူးလားဆိုတော့သိသွားတယ်စာဖတ်လို့မသိဘူးလားဆိုတော့လည်းသိသွားတာပဲဒါပေမဲ့အချို့ကမိမိသိထားပေမဲ့အဲ့ဒီသိထားတဲ့အတိုင်းကျင့်ဆောင်နေထိုင်နိုင်ခြင်းမရှိဘူးအဲ့ဒါဆိုရင်စာခပြက်တယ်သိထားရင် ဒါဟာမကောင်းဘူးဖယ်ရမယ်ဒါဟာကောင်းတယ်ပြုတ်လောက်ရမယ်လို့သိထားရင်ဖယ်တဲ့နာကိုဖယ်လုတ်တဲ့နာကိုလုတ်အဲ့ဒါဒီစာခာနော်အဲ့တော့ကိုသိထားတဲ့ဟာကို သိထားတယ်လို့ကြင်ကြံပွားများခြင်းနဲ့နော်နေထိုင်ခြင်းဟာစာခဖြစ်တယ်စွန့်လွန်ပေးတန်းခြင်းလှူဒန်းခြင်းဟာလည်းစာခဖြစ်တယ်နော်ဒါကြောင့်တရာသီလသုတစာခနောက်ဆုံးကပညာဒီပညာဆိုတာဒီ အရေးကြီးတယ်။ဘာအရေးကြီးလဲဆိုတော့ပညာသည်မျိုးမျိုးရှိတယ်။သင်ကြား၍ရသောပညာနဲ့သိထားသောအသိဉာဏ်ကနေဝေပန်ပိုင်းခြားတဲ့ပညာဆိုတာရှိတယ်။ဒါပေမဲ့မိမိအသိဉာဏ်ကသိပြီးတော့ဝေပန်ပိုင်းခြားနိုင်ခြင်းဆိုတာဖျားရှင်မှလွဲ၍မလေလာပဲမစည်းဘူးပဲမနာကြပဲမဖတ်စုပဲမရအဲ့တော့မိမိက ပညာဆိုတာလေ့လာရမယ်နာကြားရမယ်ဖတ်ရှုရမယ်သင်ယူရမယ်လေ့လာဖတ်ရှုနာယူခြင်းသင်ယူခြင်းပြုပြီးတဲ့နောက်မှာမိမိရှင်ထဲမှာမရှင်းတဲ့အရာတွေကိုမိမိကိုသင်ကြားပြတာဖြည့်ရှင်ပေးနိုင်မဲ့သူရှိမှမေးမြန်းဆွေးနွေးရမယ်ဟောအဲ့ဒီလိုမိမိကလည်းသင်ယူထားတယ်နော် မသိတာကိုလည်းမင်းမြန်ဆွေးနွေးတယ်မသိတာကိုမင်းမြန်ဆွေးနွေးတော့မသိတာတွေသိသွားတယ်နော်သိစရာတွေတိုးလာတယ်မိမိယူထားတဲ့အယူမှားနေရင်မိမိဆွေးနွေးလိုက်တဲ့အတွက်အမှန်ကိုသိနိုင်တယ်အဲ့ဒီလိုအမှန်ကိုသိနိုင်တဲ့အတွက်ကြောင့်ဘဝမှာအမှားနဲ့အမှန်ကိုဝေဖန်ပိုင်းခြားနိုင်တဲ့ညံရလာတယ်ဒါကြောင့်နော်တတ်တာသီလား သူတာစာကားပညာဆိုတဲ့အချက်၅ချက်တည်ဆုံတဲ့သူဟာအဲ့ဒီတည်ဆုံနေတဲ့သူဟာစုတောင်းတဲ့နေရာမှာမိမိစုတောင်းတဲ့အရာသည်ပြည့်စုံမဲ့သူမျိုးဖြစ်တယ်လို့ပြားရှင်ကိုတော်တိုင်ကဟောကြားခဲ့ပါတယ်ဒီနေရာမှာစုတောင်းပုံစုတောင်းနည်းလေးကိုလည်းနည်းနည်းပြောချင်ပါတယ် ဆူတောင်းနေဆိုတာလူတွေကဒီတိုင်းနေရင်ထိုင်ရင်ねအာယုံပြုတ်ပြီးဆူတောင်းတာမျိုးတော့မဖြစ်နိုင်ဘူးเนาะဘယ်မှာဆူတောင်းတာလဲဖះเจ้าကန်နေသွားပြီးဆူတောင်းတာရှိတယ်မိမိအိမ်ဖះเจ้าတော့ရှေ့မှာဆူတောင်းတာရှိတယ်အဲ့လိုဆူတောင်းတဲ့အချိန်နေမှာဆူတောင်းတယ်ဆိုတာအဲ့ဒီမိမိတောင်းတဲ့ဆူပြည့်ခြင်းလို့ဆူတောင်းတာဖြစ်တယ်ဆူတောင်းတဲ့ဆူပြည့်ခြင်းသည်အကြောင်းကြောင့်ဖြစ်တဲ့အကျိုးလို့နားလည်ရမယ်အခုမျက်မှောက်မှာဆရာမတို့ကောင်းခြင်းဖြစ်နေတာတည် ကောင်းခြင်းဆိုတဲ့အကြောင်းကြောင့်ကောင်းခြင်းကိုခံစားနေရတာအခုမျက်မှောက်မှာမကောင်းသောအကြောင်းအရာဖြစ်နေတာဒီအတိတ်ကမကောင်းသောမကောင်းသောအကျိုးဖြစ်တာဒီမကောင်းသောအကြောင်းကြောင့်အဲ့တော့ဆရာမတို့ဒီအခုကောင်းတဲ့အကြောင်းကိုပြုလုပ်ပြီးတော့စွတ်တောင်းတော့မယ်ဆိုရင်အဲ့ဒီစုကိုဖခင်ကဖြစ်ပေးမှာမဟုတ်ဘူးဖခင်ကဖြစ်ပေးမှာမဟုတ်ဘူးဒါပေမဲ့မိမိကြင်ညိုလေးစားရတော့မိမိယိုသိရတော့နော်ဖခင်ရှင်ရဲ့ရှေ့မှာ သူတော်ကောင်းသူတော်စင်သူမြတ်ရဲ့ရှေ့မှာဆုတောင်းခြင်းနေရာကောင်းကိုကျွေးပြီးဆုတောင်းတာဖြစ်တယ်။ဒါရင်းနဲ့အဲ့ဒီဆုတောင်းကိုဖះရှင်ကဖြည့်ပေးမှာမဟုတ်ဘူး။ဘသူကဖြည့်ပေးမှာလဲဆိုတော့မိမိပြုတ်ခဲ့တော့အကြောင်းကမိမိကိုအကျိုးအနေနဲ့ပြန်ပြီးဖြည့်ပေးမှာဖြစ်တယ်။ဒါကြောင့်ဆုတောင်းတဲ့နေရာမှာတရိထားဖို့လိုပါတယ်။ဆရာမလည်းခဏခဏပြောပါတယ်။နော်ဘလို့ဆုတောင်းရမလဲဆိုရင်မိမိလိုတဲ့ဆုကိုတောင်းတဲ့နေရာမှာဖြည့်ရပါစေဖះလို့ ဆုမတောင်းပါနဲ့နော်ဖြစ်ရပါစေဖရားလို့ဆုမတောင်းပါနဲ့ဖြစ်ရပါစေသားလို့သာဆုတောင်းပါဖြစ်ရဘာလို့အိလို့ဆုတောင်းပါနော်ဖရားရှိမှာတောင်းခံတဲ့ပုံစံနဲ့ဆုမတောင်းပါနဲ့နော်နောက်တစ်ခုအလွန်ရုပ်ဆိုးတဲ့ဆုတောင်းမျိုးတွေကိုဆရာမမျက်စိနဲ့ဓာရိုက်တွေ့ဖို့လို့ဆရာမတော်တော်စိတ်မကောင်းဖြစ်ရတာတွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ အကျွေးတင်နေတဲ့သူအကျွေးဆက်ချင်တယ်အဲ့တော့သူကောင်းမှုကုသိုလ်ပြုတ်လဲပြီးရောပန်းရေချမ်းစီမီလဲကတ်ပြီးရောဤကောင်းမှုကုသိုလ်တို့ကြောင့်မြတ်စွာဘုရားရှင်ကဤပန်းရေချမ်းစီမီတို့ကတ်လို့ရတော့အကျိုးကြောင့်တပည့်တော်၌တင်နေသောအကျွေးတို့ကိုအလင်းအမြန်ပိဆက်နှံ့ရပါစေဖရာလို့ဆုတောင်းလိုက်တာကိုဆရာမမျက်မြင်ဒိဋ္ဌမြင်ပြီးတော့ အဲ့ဒီပုံကိုတော့ဆရာမဘာမှတော့မပြောဘူးပေါ့။နောက်တော်တော်ကြာမှပဲ။နော်ပါပါလေးပဲ။ဒါသူ့ကိုနားလည်အောင်လို့တဲ့ပေးပါရတယ်။အဲ့တော့ဘာနဲ့သွားတူတလဲဆိုတော့ဖះနဲ့အပေးယူလောက်တာနဲ့တူတယ်။နောက်တစ်ခုအကျွေးဆက်ရပါလို့ဤအကျွေးကြေရပါလို့ဤအိမ်ရောင်းထွက်ရပါလို့ဤငွေများရရှိရပါလို့ဤစတဲ့နော်လောဘနဲ့ရှင်သောစွတ်တောင်းတွေဟာ အင်မတန်သိငယ်တဲ့ဆူတောင်းနေပါအဲ့တော့တကယ်ဆူတောင်းရင်တန်ဖိုးရှိရှိဆူတောင်းဖို့လိုပါတယ်နော်ကျဆုပ်ပန်အတွက်ဆူတောင်းတာရှိတယ်လက်ရှိဘဝအတွက်ပေါ့နော်ကျဆုပ်ပန်အတွက်ဆူတောင်းတာရှိတယ်တန်တရာအတွက်ဆူတောင်းတာရှိတယ်အဲ့တော့ဆူတောင်းတဲ့နေရာမှာတန်ဖိုးရှိရှိဆူတောင်းဖို့လိုတာကနော်အချနောက်ဤယနေ့ယခုပြည့်လာတော့ဤကောင်းမှုကုသိုလ်တို့ဤအဖို့ပါခါကြောင့် အကျွန်ုပ်သည်နော်အကျွန်ုပ်သည်ဥမာစေးပွားရေးအတွက်ဆိုရင်အကျွန်ုပ်သည်စေးပွားအတွက်ပူပင်ကြောင်းကြမှုကင်းစွာဖြင့်ယရဏသုံးပါးကိုကောင်းစွာစိတ်ကပ်ကိုးကွယ်ရေးဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်တို့ကိုစိတ်အေးချမ်းစွာဆောင်ရွက်နိုင်သူဖြစ်ရပါစေသာဆိုမကောင်းဘူးလားဟုတ်ဘူးလားကိုယ့်ရဲ့မိသားစုစေးပွားရေးမှာအကျွေးဆက်ဖို့တခုတည်းမှမဟုတ်တာအဲ့တော့ သေးသေးလေးကိုခွဲပြီးစုမတောင်းပါနဲ့ဘဲဟာဒီမိန်းကြလေအဲ့ဒီမိန်းကိုစုတောင်းပါအဲ့တော့ဆရာမနောက်ဆုံးပြောချင်တာကတော့เนาะစုတောင်းပြည့်ကျင်တဲ့သူများပြဿုပ်ပန်းအချင်းကာလကိုပဲစုတောင်းစုတောင်းတန်တရာနဲ့ခြီးပြီးတော့ပဲစုတောင်းစုတောင်းစုတောင်းမဲ့သူတွေသည်စုတောင်းတဲ့အချိန်မှမိမိသည်တတ္တာသီလသုတ္တာသာဃပညာဆိုတဲ့အချက်၅ချက်နဲ့ ြည့်စုံနေပြီဆိုရင်တော့မိမိတောင်းတဲ့စုသည်တည်ပါဖြစ်ပါတယ်လို့ဒီလိုပြောချင်ပါတယ်။ဒါဟာကြားရှင်ဟောခဲ့တဲ့တရားတော်တွေပါ။ကြားရှင်ဟောခဲ့တဲ့တရားတော်တွေကိုဆရာတော်ကြီးတွေဟောကြားမှုကိုဆရာမကနာကြားပြီးနာကြားမှတ်သားထားသမျှကိုတဆင့်ပြန်ပြီးမိတ်ဆွေတို့ကိုညှဝေပေးတာဖြစ်ပါတယ်။အားလုံးကျမ်းမာချမ်းသာကြပါစေ စိတ်ချမ်းသာကိုကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ ဘယ်ချိန်ဘယ်ကာလမဆိုမိတ်ဆွေတို့ဤတောင်းတော်စုသည်အလုံးစုံပြေဝနိုင်ကြသည်ဖြစ်ကြပါစေ။